အမနဲ့အမအမဟိုကျွန်တော်အလုပ်ရအောင်ဖူညီပေးပါတယ်ဒီဒီဒီပွက်တဲ့အရာပို့တော့ကို အမကျွန်တော်ကိုအလုပ်ပေးတာပါအဲမောင်လေးဟာဝတ်မဲ့ကာလာလေးကြီးဆိုလို့ရှိရင်အမက cosmetic side ဖြစ်နေတဲ့ကြောင့်မို့ဒီလိုလေးအမကတော့ဝတ်မဲ့မောင်လေးလည်းအဲ့လိုလေးစင်တာလေးဝတ်ဆိုပြီးတော့ကျွန်တော်ပြောရတာကျွန်တော်လည်းဖန်တီးထားတာပေါ့တယောက်ကဆောင်းလို့ဖြစ်ပြီးတယောက်ကနေရတယ်အဲ့ကြောင်ချွေတတတတကြာတယ်။ဘာမှမပြောဘူး။ဘာမှမပြောဘူး။ဘာမှမပြောဘူး။ ယောက်ျားလေးအများစုမှာရှိထားပြီးသားပါဘယ်သူမှဒါပေါ်တင်ချုပ်မပြောလို့ဆိုထုတ်မပြောမယ်သိတယ်မလားမြန်မာနိုင်ငံမင်းသမီးတွေထဲမှာအကြိုက်ဆုံးမင်းသမီးတွေကမယ်လိုဒီတော့ပေါ့ပါတယ်အာမလိမ့်နဲ့ကမ္ဘာကြီးကိုလည်းမလိမ့်နဲ့ဟုတ်တယ်မလားဟဲ့တက်တက်ကြီးဟဲ့ကောင်းနေကြကြောလားစီရတာပြောမလဲ။နင်ကတိတ်မဆိုင်လေဖြစ်နေရဲ့နော်။အဖိုင်းတယ်။ဟာမေတို့မေတို့ကလည်းတောက်ချောင်းတော့ကလိုက်ပြီ။လိုက်လိုက်နေတာ။ လို့ကျွန်တော်ကတကယ် shooting မှာကျွန်တော်ဖေပါတယ်အဲ့ဟုတ်ကဲ့အဲ့အဲ့တော့ဒီကတော့နေပါစေတော့နော်နေပါစေတော့ဒီပါစေတော့အဲတိုက်ထားတာပေါ့အမနဲ့အမအမကဟိုကျွန်တော်အလုပ်ရအောင်ပြည်ပေးပါတယ်ဒီဒီပွတ်တက်ရဖို့အတွက်ကိုအမကကျွန်တော်ကိုအလုပ်ပေးတာပါ အဲမောင်လေးဟာဝတ်မဲ့ကာလာလေးကြီးဆိုလို့ရှိရင်လည်းအမက cosmetic site ဖြစ်တဲ့ကြောင့်မို့ဒီလိုလေးအမကတော့ဝတ်မဲ့မောင်လေးလည်းအဲ့လိုလေးစင်နာလေးဝတ်ဆိုပြီးတော့ကျွန်တော်ပြောတယ်ကျွန်တော်လည်းဖန်တီးထားတာပေါ့တယောက်ကဆောင်းလို့ဖြစ်ပြီးတယောက်ကနေရာဖြစ်တာအဲ့ကြောင့်ချွေတော်တော်တော်ကြာတယ်အတောင်လိုက်ကြာတယ်ကျွန်တော်တို့ဒီအခုဒီ easy map sign ကတော့ကျွန်တော်တို့ဒါ၃ sign မြောက်ပေါ့နော် ်ဒီ covid တုန်းကတော့ဒုတိယဆိုင်ကတော့လက်တော်တော့မှာတော့ခဏပိတ်ထားတယ်မကြာခင်တော့ပြန်ဖွင့်မှာပေါ့နော်အခုဒီသုံးဆိုင်များကိုတော့ကျွန်တော်တို့၄တောင်ခံမှာရှိနေတဲ့နေရာမှာကျွန်တော်တို့ဖွင့်လိုက်တာပေါ့နော် easy shop ဆိုပြီးရှာလိုက်တယ်ဆိုလို့ရှိတွေ့ပါတယ်အဲခုနအမပြောသွားသလိုမျိုးပေါ့နော်နေ့စဉ်လူသုံးကုန် PC PC အသေးလေးတွေဆိုတစ်ခါကြီးကကျွန်တော်တို့ကရှာဖွေရတာခက်တယ်တကယ်တကယ်အသုံးလိုလာပြီဆိုရင်ဘယ်ဆိုင်မှာရောင်းအောင်မလဲမသိဘူးလေဒီလိုမျိုး PC အသေးလေးတွေအားစားအကြီးအထည်နေ့စဉ် skin care တွေပြည့်စုံတဲ့လူသုံးကုန်ပစ္စည်းတွေကိုရရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော် easy shop မှာလည်းပဲ အဲနီးစက်ရ easy shop ဆိုင်ဒီမှာလဲဝယ်ယူအားပေးပါလို့ကျွန်တော်ကတော့ပြောချင်ပါတယ်သူကအမြဲမိုင်နေရလေအမရဲ့ဟာတွေပါဟုတ်ဟာမိုင်စားတဲ့ရှင်တွေကကျွန်တော်တို့ကကျွန်တော်ဟွာပေါ့နော်အဲရောဂျာလေးအများစုမှာရှိထားပြီးသားပါဘယ်သူမှဒါပေါ်တင်ချုပ်မပြောလို့ဆိုတာထုတ်မပြောမယ်သိတယ်မလားမြန်မာနိုင်ငံမင်းသမီးတွေထဲမှာအကြိုက်ဆုံးမင်းသမီးတွေထဲမှာမယ်လိုဒီတော့ပါအောင်ပါတယ်အာမလိန်နဲ့ကမ္ဘာကြီးကိုယ်တွေလည်းမလိန်နဲ့ဟုတ်တယ်မလားဟဲ့တက်တက်ကြီးဟဲ့ကောင်းနေကြတာခေါ်လားဆိုတော့ ဲ့လိုမျိုးပါပဲအခုအမအမကိုသဘောကျတာဆိုအရင်တော့ကကျတော့အမရဲ့အမှုပညာလှုပ်ရှားမှုတွေပဲဆက်ပြီးသဘောကျတယ်လူကိုယ်တိုင်ခင်တဲ့အခါမှာအမရဲ့ပွင့်လင်းယူသားမှုတွေကိုသဘောကျတယ်ပေါ့နော်အမရှိရှိတိုင်းနေတဲ့ဟာလေးသဘောကျတယ်အလုပ်ပေါ်မှာယူသားတာလည်းသဘောကျတယ်အဲ့လိုပွင့်လင်းတာလို့သဘောကျတယ်ပေါ့နော်အဲအခုကတော့မောင်နှမတွေလိုမျိုးတကယ်ဖြစ်နေတာပါဟုတ်အဲ့ဒါတော့လူကြီးတွေပဲမြင်ရမှာလူကြီးတွေလိုက်တော့မှာပေါ့လူကြီးတွေလိုက်တော့မှာအေးကိုမအောင်အမအမလာကတော့ပဲအမလာတော့တခါလဲကတော့ဝါလိုက်ဟမ်အမအောင်လား အမသားတို့ကအတော့ဝင်တဲ့ပစ္စည်းတွေမုတ်တွေပါသားဒါတော့ကောင်းနေပါပဲဘဘွားရေးမရှိပါဘူးဘဘွားရေးမရှိပါဘူးဆောက်ချထားပါတယ်เนาะဆောက်ချထားပြီးရေเนาะဟုတ်တယ်ဟုတ်တယ်မှာဆောက်ချထားပြီးခွေးတွေနေနှစ်ခုကြားပဲတိရဆိုတော့ပြောလို့မရဘူးပဲဆောက်ချထားပါဘူးပြောပြလို့မရဘူးပြောပြလို့မရပြောပြလို့မရဒီမှာတကယ်ကိုယ်ဘောင်းမအရေးကြီးလို့ပါပဲဟုတ်ဟုတ်ကဲ့ဈာထဲမှာဖျားဖို့ပါလေဈာထဲမှာဈာထဲမှာဖျားပဲဟုတ်ကဲ့ကျန်နေပြီဈာထဲမှာဒီမိရဒုက္ခအဲ့ဒါပဲ ပွဲအချိန်တွေကြည့်ပြီးဝက်ကြရပါတော့အဲ့လိုအေးမဲ့လို့ချင်မှုခဲ့ပဲလေပူတဲ့အချိန်ပြကြရင်တော့ကျမတို့ရဲ့ဘဝပါပဲဒါအားလုံးပဲကျွန်တော်လည်း cosplay ဆိုတော့ကျွန်တော်က image လုပ်လိုက်တာဟာအရင်ကအေးခဲနေမှာပဲဆိုပြီးကိုရီးယား style တွေကိုသွားမယ်ဆိုပြီးပြလာတာဒီရတော့ကမှကျွေးအတောင်းလိုက်ကြအဲ့လိုသူ့အိမ်မှာဖျားပင်တာတော့ပါတယ်ဒါဟုတ်ပါရဲ့ကျွန်တော်တို့ကျွန်တော်မပူသလိုပါပဲ ။ဒါလည်းအော်ရချင်းနဲ့ပြောတာ။ဒီပြောတော့ပါ။နောက်ချက်ကားရရိုက်နေရပါ။ကားရိုက်နေ။ရိုးသားရလုံးမယ်ဆို။နော်။ရိုးသားရလုံးမယ်ဆို။စနေကြောင်းပြ။ဆိုရန်ကုန်မှာရှိနော်တို့သားရလုံးမှာ။တို့သားရဘယ်နှခါလောက်လုပ်။သုံးခါလောက်လုပ်ပြီ။တို့သားရသုံးခါလောက်လုပ်။သုံးခါလောက်လုပ်ပြီ။အာလူမျိုးဖြစ်တတ်တယ်အချင်းချင်း။ဒီပါနေပါစေတော့เนาะနေပါစေတော့ဒီပါစေတော့ ไปแล้วเอ้ยวันนี้ว่าไปดูเนี่ยอ่ะคุณย่าเปียแล้วไม่เปียไหนเลยเนี่ยดิกระทั่วนี่ล่ะอะต้องเลยอะกูอ่ะอลุกอลุกดิเว้ยช่วยซะพี่ลงดิเนี่ยเตียอ่ะเลยห่าเนาะอลุกเว้ย ်ချီရချာဘယ်ပြောမလဲနင်ကတိတ်မဆိုင်လို့ဖြစ်နေရဲ့နော်အဖိုင်းတယ်ဟာအမေတို့မေတို့ကလည်းတောက်ချောင်းတော့ကလိုက်ပြီလိုက်လိုက်နေတာဘလို့ဆရာကတကယ်ရှူတင်မှာကျွန်တော်အဖေပါတယ်အဲအဲတော့ပါပါလေပါလေ စိတ်စိတ်စိတ်ပါလုံငန်းနိုင်ငံအဆင်ပြေစေချင်တာတန်ဖိုးပေးရပစ္စည်းတွေပါကြံခဲ့မှာမိတ်တယ်မိတ်တယ်ဘယ်ကောလွတ်ထားအောင်အဲအဲ့လိုမျိုးမဟုတ်ကျွန်တော်ကိုလိုက်ခေါ်တာပါအဖေကတော့စိတ်ဆက်တယ်ကျွန်တော်ကပို့ပြီးတော့လေစိတ်ဆက်တဲ့ခါကျတော့ပစ္စည်းတွေရောခုနကတော့အဖေအဖေရှိတဲ့ခါကျတော့ပို့ပြီးတော့အဲကျွန်တော်တို့အလုပ်ဖြစ်တယ်ဥမာစင်းစီပြီးခွဲတာပဲစင်းဆိုပဲဝစ်စုံဆိုလို့ရှိရင်တခါတည်းပေးထားလိုက်တယ်ဆိုလို့ရှိရင်အဖေကသူ့ဟာဆိုတော့ကနေပြီးတော့စီစဉ်ပေးတာပေါ့နော်အဲ့တော့အခုနောက်ပိုင်းကတော့အလုပ်တွေပုံပုံပြီးတော့ အဲလွယ်ကူချုံးပေးဖို့အတွက်ကကျွန်တော်လူတယောက်ချင်းစီမှာလည်းတောင်းပတ်ပိုးပေးနေလူတွေရှိပါတယ်။ရှိမှဖြစ်နေတော့ပါလေ။ဟုတ်တယ်။